ဘူးတက်ကြွေအေးဝောင်းအိတ်နေအဲ့ဒါအလကားမဟုတ်ဘူးသူတိတယ်သူတိလို့အိတ်တယ်ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ခေါင်းဆောင်နတ်စကားဥက္ကရာကြီးလည်းမင်းတို့ကြည်တာပါညသူတို့ရှောက်ချောက်သူတို့ဟိုဟာဖြစ်နေပါဗျစိတ်သက်စစ်စင်လုပ်နေတယ်အဲ့ချိန်မှာသူတို့ရဲ့ဘောမတွေကပြောစာအဘရေဘောပိုင်ကြီးရဲ့အာမငင်းနဲ့အိတ်ကောက်အိမ်ပါဆိုပြီးမှဘောမတွေကနေမှာသူတို့ရဲ့အဘကိုအများကြီးခွန်အားပေးခဲ့ကြတယ်မင်းတို့ကိုအစားတစ်ပြေးပေးခဲ့တယ်လေဟုတ်တယ်ဗျမပြင်းစင်ချက်ဘူးလေမပြောခဲ့တာမဟုတ်ကျွန်တော်တို့အခုချိန်ကျမှဖော့အိမ်ကိုထိမှကိုမိုပြလို့မရဘူးအခုကြံသေးတဲ့သူတွေနော်တေချာစဉ်းစားပါ ငါတို့အဲ့နဲ့ရောက်လာရင်ဘယ်လိုလုပ်မှာလဲအသေးခံမှလားအခုဒီပုံလေးကြည့်ပါအဲ့ဒါစစ်မှုထမ်းဥပဒေနော်80ခြာခိုင်နှုန်းတော့ကပါတယ်အစ်တစ်အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခေတ်73ရက်နေ့ရဲ့မနက်ခင်းသတင်းထုတ်မြတ်နေတူပေါ့နော်နောက်ပိုင်းမှာတော့ ICC Panbrand ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘောမနကောင်ကနေသူ့ပပကြီးကိုပေါ့နော်ဖြေသိမ့်ပေးနေတဲ့ပုံပေါ့နော်ကျွန်တော်တို့ဆ iam မနေမြန်ပြန်လည်ခြေပလိုက်တဲ့ video file လေးရဲ့နောက်ဆုံးတစ်ပုတ်မှာတော့ကျွန်တော်လေးစားတဲ့ကိုစီသတင်းလေးကိုပါစူးစစ်တင်ဆက်ပေးလိုက်ပါတယ်သတင်းထုတ်လေးတွေပြတဲ့အတွက်ကျွန်တော်နဲ့အတူအဆုံးနေ့လည်းပါကြည့်ရှုဖို့တော့ကိုဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုကျွန်တော်ဆက်လိုက်အောင် ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကဲပါလူတကောင်ကောင်ဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်တားငယ်ကိုထိန်လင်းဟာအမေရိကန်ကိုရောက်ရှိလာတယ်လို့သိရပါတယ်လူတကောင်ကောင်ဒေါ်ဆတ်စုကြည်ရဲ့တားငယ် Kim Harris လို့ခေါ်တဲ့ကိုထိန်လင်းဟာဒေါ်ဆတ်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကမ်ပိန်းအတွက်အမေရိကန်ရောက်မြန်မာပြည်သူတွေနဲ့အတူတွေ့ဆုံပွဲတွေကိုတက်ရောက်ဖို့ရောက်ရှိလာတာဖြစ်တယ်လို့လည်းသိရပြီကိုထိန်လင်းကိုနယူးယောက်လေစိတ်မှာမြန်မာပြည်သူတွေကဝမ်ပန်းတတာကြိုးစုံနှုတ်ဆက်ခဲ့ကြတယ်လို့လည်းသိရပါတယ် ဲ့ဒီလိုအမေရိကန်ရောက်နေတဲ့အချိန်မှာပဲမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်တာဆန်းစုကြည်ရဲ့တန်းငယ်ကိုထင်လင်းဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေစစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့မိခင်ဖြစ်သူဒေါက်တာဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အရေးကိစ္စတွေကိုပါနိုင်ငံတကာကနေအရေးကြီးလှုပ်ဆောင်မှုလိုအပ်နေတာတွေကိုတိုက်တွန်းတောင်းဆိုသွားဖို့တွေလည်းရှိတယ်လို့သိရပါတယ်ဒါပြင်ကိုထိန်လေးဟာအမေရိကန်ပြည်ထောင်စုနယူးယောက်ဘော့စတန်ဝါရှင်တန် DC အပါအဝင်မြို့ပေါင်း၈မြို့ကိုတွားရောက်ပြီးပြည်ပရောက်မြန်မာနယ်ဘော့တွင်နဲ့လည်းတွဲဆုံသွားဖို့ရှိပြီးတော့ တဖက်မှာတော့မချာခင်အသက်80ပြည့်နှစ်ရောက်ရှိတော့မှဖြစ်တဲ့လူလူကောင်းဆောင်ဒေါက်ဆာစုကြည်ကိုအကြက်ဖက်စစ်ကောင်စီတပ်ကမတရားဖမ်းဆီးချုပ်နှောင်ထတာဟာ၄နှစ်ကျော်ကြာရှိနေပြီမိသားစုနဲ့လည်းလုံးဝတွေ့ခွင့်မပေးဘူးလို့သိရပါတယ်ခင်ဗျာမရရနော်ဒီကစချင်တာကတော့မြန်မာနိုင်ငံမှာတုံညနဲ့စတင်ခဲ့ရတဲ့တော်လှန်ရေးဟာ၄နှစ်ကျော်ကြာမြင့်လာတဲ့အချိန်မှာပြည်သူတွေရဲ့ကြံ့ကြံ့ခံတုံ့လန့်မှုကြောင့်နိုင်ငံရဲ့နေမြေ90ရာခိုင်နှုန်းကျောက်ကိုထိမ့်ချုပ်နိုင်ပြီဖြစ်လို့ စစ်အုပ်စုရဲ့ကြာရှုံးမှုတွေကိုလည်းမြင်နေရပြီဖြစ်ပေမဲ့ဆက်ပြီးထောက်ခံအားပေးမှုနဲ့ကြံ့ကြံ့ခံမှုကိုလိုအပ်နေဆဲဖြစ်တယ်လို့တာမကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။ဒါကတော့မတ်လ6ရက်နေ့မှာ Asia Society ကကျင်းပတဲ့မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆွေးနွေးပွဲမှာမြန်မာတာမကြီးဦးကျော်မိုးထွန်းကပြောလိုက်တာပါ။အဲ့ဒီဆွေးနွေးပွဲမှာတာမကြီးဦးကျော်မိုးထွန်းကလက်ရှိမြန်မာနိုင်ငံကပြည်သူတွေဟာကြံ့ကြံ့ခံပြီးအကြမ်းဖက်စစ်အုပ်စုကိုတွန်းလှန်နေတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့ကြာရှုံးနေမှုတွေကိုမြင်နေရတယ်ဆိုတာအသေးစားပြောနိုင်တယ်လို့ဦးကျော်မိုးထွန်းကပြောခဲ့တဲ့အပြင်ဘာမှမရှိတဲ့တုံညာကနေစခဲ့ရတဲ့တော်လှန်ရေးဟာ အခုဆိုရင်တိုင်းရင်းသားနဲ့နိုင်ငံမဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူတကွလက်တွဲပြီးတွန်းလှန်နေတာဟာမြန်မာနိုင်ငံရဲ့နေမြေ90ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်တဲ့အောင်မြင်မှုတွေရရှိနေပြီဖြစ်လို့လက်ရှိအချိန်အထိလည်းမြန်မာပြည်သူတွေဟာအကြမ်းဖက်စစ်အုပ်စုကိုကြံ့ကြံ့ခံတွန်းလှန်နေကြတယ်လို့တမ်မကြီးဦးကျော်မိုးထွန်းကပြောသွားပါတယ်။အဲဒီလိုအောင်မြင်မှုတွေရရှိနေပြီမဲ့ဒီထက်မကတဲ့အောင်မြင်မှုတွေဆက်ပြီးရရှိဖို့အတွက်မြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံရဲ့မိတ်ဆွေတွေကိုတော်လှန်ရေးမှာဆက်ပြီးပါဝင်အားဖြည့်ပေးဖို့ကိုပါတမ်မကြီးဦးကျော်မိုးထွန်းကဆွေးနွေးပွဲအတွင်းတိုက်တွန်းသွားသလို လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရက်နဲ့နိုင်ငံတကာအခမ်းအကဏ္ဍအာဆီယံအခမ်းအကဏ္ဍစတဲ့အကြောင်းအရာတွေကိုပါဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အရကတတော် AA ရဲ့စစ်တွေမြို့သိမ်းတိုက်ပွဲဟာအကြက်ဖက်စကောင်စီရဲ့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတပ်စခန်းနဲ့၃ဆောင်ရွာအနီးအထိရောက်ရှိလာပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်လက်ရှိအရကတတော် AA ဟာ တဖက်က ARD ဘကိုးနဲ့မကွေးတိုင်းဘက်တွေမှာပါ PDF ပူပေါင်းတပ်တွေနဲ့အတူထိုးပေါက်ဝင်အောင်နေပြီတဖက်မှာလည်းရခိုင်ပြည်နယ်မှာနောက်ဆုံးသိမ်းမှုကြံ့နေတဲ့မြို့၃မြို့တဲကစစ်တွေမြို့ကိုပါထိုးစစ်ဆင်တိုက်ခိုက်နေရမှာစစ်တွေမြို့အနည်းအထိ AA ရဲ့ထိုးစစ်တွေရရှိနေပြီဆိုပါတယ်အချမ်းဖက်စကောက်စီဘက်ကတော့စစ်တွေမြို့အနည်းတိုက်ပွဲတွေမှာ AA ရဲ့ထိုးစစ်ကိုမခံနိုင်ပဲနောက်ပြန်စုံရင်းစုံရင်းနဲ့ယမန်နေ့ကတည်းကစစ်တွေမြို့အနည်းအထိရောက်နေပြီတိုက်ပွဲတွေကတော့စစ်တွေမြို့နယ်ရွှေမင်းကန်ရေတက်စကန်နဲ့၃ဆောင်ရွာအနည်းအထိကိုရောက်ရှိနေပြီလို့ဒေသခံပြည်သူတွေကပြောပါတယ် ်ဂျပန်စစ်ကောင်စီကလည်းရွှေမင်းကရေးတဲ့စကတ်မှာ Navy တင်းမောတွေပါအစီအေတော်တော်များများအထိုင်ချပြီးခုခံနေတာဖြစ်တော့အရခတတော်အေးကလည်းစစ်ကောင်စီဘက်ကကြည်ရည်လေးတုံးကူပေါင်းပြီးခုခံနေတဲ့ကြားကပဲအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေဟာစစ်တွေမျိုးအနီးမှာတင်တိတက်ပုံမှုပြင်းထန်လာဖို့ရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တရှိစစ်တွေမြို့ကန်တချို့လဲရန်ကုန်မြို့ဘက်ကိုပြောင်းရွှေ့ကြဖို့တွေလုပ်နေကြပြီးငွေကြေးတန်တိုင်းတဲ့သူတွေကတော့လေနဲ့ပြောင်းရွှေ့ဖို့တွေပါစီစဉ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျပြေးကြပါဟေးတစ်ဖက်မှာတော့ မန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာငါမင်းမင်းခြေရွာမှာရှိတဲ့နာရီအိမ်ကိုအချမ်းပတ်စကောင်စီတက်ကဝင်ရောက်လာပြီးတော့ခြေရွာနေလူငယ်အယောက်20ကိုစင်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲညောင်ဦးမြို့နယ်ငါမင်းမင်းခြေရွာမှာနာရီလုံနေတဲ့အိမ်ကိုအချမ်းပတ်စကောင်စီတပ်သားတွေကရုတ်တရက်ကားတွေနဲ့ရောက်ချလာပြီးဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီနောက် နိုင်ရဲ့အိမ်မှာရောက်နေတဲ့သူတွေကလူငယ်အယောက်20ကိုစစ်မှုထမ်းရမယ်ဆိုပြီးအချမ်းဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာဟာသူတို့မှာပါလာတဲ့ကားနဲ့မဆက်တဲ့အတွက်ဂျေးရွာတဲကကားနဲ့ပါတင်ဖမ်းခေါ်သွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလေ။အဲဒီလိုအချမ်းဖက်စစ်ကောင်စီတပ်ကနိုင်ရဲ့အိမ်တော်မချမ်းလူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်အနီးငယ်ခြေရွာတွေမှာရှိတဲ့လူငယ်တွေပါအိမ်မှာမနေရကြတော့ပဲထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေတိဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါခင်ဗျာ။စကွေးတွေကတော့ရုံမှာမှာပဲလေနော်။ ။အဲဒါကြောင့်တို့ရုတ်မာတာမခံချင်တော့ထွက်ပြေးရမှာပဲ။မပြေးလို့ရှင်တော့ခံရမှာပဲ။အဲဒါလွဲရောကျွန်တော်တို့လည်းဘာမှမတတ်နိုင်ဘူး။ဆိုတော့ထွက်ပြေးကြပါလို့ကျွန်တော်ဒီကနေ့ပြောပြောလိုက်ပါတယ်။ဒီနေ့ရတော့ဒီလောက်ပါခင်ဗျာ။ဒီနေ့နဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ချက်ကိုကိုမမရေးခဲ့ပြပါအောင်။ဒါဆိုရင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်။ဘောမနှကောင်သူ့ဘဘယိုဖြစ်သိမ့်ပေးနေတဲ့အပေါ်မှာပေါ့နော်။မူတီတို့မှကျွန်တော်ဆရာမနေမြေပြန်လဲချိန်ပန်းလိုက်တဲ့ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်အောင်။ဒီဘက်ကဘုရားကြီးများလည်းအဲ့ဒါကိုတွေ့ကြည့်ပြီးတော့စိတ်ပူနေမလားညအိပ်ပြောပါလားမပြောလားဆို။ ိတ်ကြပါဗျာစိတ်မပူပါနဲ့ခင်ဗျားတို့အေးစိတ်ခင်ဗျားတို့ဘယ်သူမှထိခံမဖို့ဘယ်ထက်တက်ကတက်မလို့သားလေးမှထိခံမဖို့ဘယ်နိုင်ငံသားမှထိခံမဖို့ဆိုတော့ခေါ်အေးဝောင်းတာအေးဦးတက်ကျွေးအေးဝောင်းအေးနေအဲ့ဒါအလားအလားသူတိတယ်သူတိလို့အေးနေတာအဲ့တော့တိတ်ပြီးတော့ရန်ကြီးလေ ICC တို့ ICJ တို့ ICJ ရဲ့ဘိုးအေးတို့လာလာပါပဲလာလာအင်္ဂါဂျိုးကဂျိုးပေါင်းများသွားပဲလာပြီးတော့ဒီကြောက်စရာမလိုဘူးခင်ဗျားတို့ကို့အလုပ်ကိုကို့မှန်မှန်ကန်တာလုပ်ပြည်သူလူထုကလက်ခံလိမ့်မယ်ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ကောင်းဆောင်ဆက်ကဥက္ကဋ္ဌကြီးလည်းမင်းတို့ကြည်တာပါညာသူတို့ဟိုဟာဖြစ်နေပါဗျစိတ်သက်စစ်စစ်လုပ်နေတယ်သူတို့ကနောက်ွယ်ကဘာကြောင့်ဒီလိုမျိုးဒူတာတွေဖမ်းခံလဲဆိုတာသူမပါဘူး ဘယ်နိုင်ငံကရဲတပ်ဖွဲ့နဲ့ဒူတာတွေကိုဝင်ဖမ်းသွားလဲဆိုတာလည်းသူတို့မသိဘူးအဲ့ဒါမှလည်းပါမလားဘူးဖမ်းလိုက်တာကလည်းဒီအဲ့ဒီဖိလစ်ပိုင်နိုင်ငံရဲ့ရဲတပ်ဖွဲ့ကပဲဖမ်းတာဖမ်းခိုင်းတဲ့သူကဖိုင်နယ်မာကိုဖိုင်နယ်မာကိုကလက်ရှိဖိလစ်ပိုင်ရဲ့သမရတဖက်မှာဒူတာတွေရဲ့သမီးရဲ့လက်ရှိဖိလစ်ပိုင်ရဲ့ဒုသမရအဲ့ဒီအိမ်အိမ်ရဲ့အားပြိုင်မှုကြောင့်ဒူတာတွေဖြစ်လာတာအခုဒီဥစ္စာကမနေ့ကဆိုရှယ်မီဒီယာထဲမှာအတော်လေးရေပန်းစားနေတဲ့ဖိလစ်ပိုင်သမရဟောင်း ဒူတာတင်းနဲ့ပတ်သက်ပြီးတော့ပေါ်လွရိုက်နေတဲ့တရင်ကိုအားလုံးလည်းကြားပြီးသားဖြစ်လိမ့်မယ်ဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျမဒီနေ့နည်းနည်းလေး reaction လေးလုပ်ချင်တယ်เนาะတခါတည်းကျကျွန်တော်တို့ကနေအထူးတပြင်ကျွန်တော်တို့စိတ်သက်တည်အားငင်နေတဲ့အချိန်မှာကျတော့ငါအားမငယ်ဘူးเนาะတခါတည်းကျကိုအရန်ကြောက်တဲ့အချိန်ဆိုကိုကိုကိုအားပေးတဲ့အနေနဲ့ငါမကြောက်ဘူး ာမျိုးတွေကျမတို့လုံတတ်တယ်နာတော့ရှင်လဲငါလုံးဝမနာကျင်ဘူးဆိုမှကိုကိုကိုအားပေးတဲ့အနေနဲ့ကျမတို့ကဆန့်ကျင်ဘက်စကလုံးတွေကိုတုံးတတ်တယ်ဆိုတော့အခုစစ်ခွေးတွေဒီလိုဖြစ်တဲ့เนาะလုံခဲ့တဲ့အချိန်မှာလဲဖန်ဝရန်ကိုထုတ်ဖို့ရန်အတွက်စတင်လိုက်တယ်လို့ပြောတဲ့အခါမှာတောင်းလိုက်တာကလေဘလောက်အထိအိတ်ပြတ်သွားပြီးမှဖြစ်သွားတယ်လေဆိုကျမတို့အားလုံးသိပြီးသားเนาะဟိုအင်ဂျီဒီကိုလေအဝတ်လျှော်တဲ့အခါမှာညစ်ထားတယ်လို့သူ့မျက်နှာတွေအဲ့လိုမျိုးခောက်သွန်ကျေးပြီးမှဖြစ်သွားတယ်အဲ့ချိန်မှာသူတို့ရဲ့ဘောမတွေပါပြောစားအဖရေဘောပိုင်ရှင်ရေအာမငင်းနဲ့အိတ်ကောင် 哎，爸这边嘛，爸妈的家里嘛，都是叫阿爸过，你看就空阿爸去家嘞。所以说，阿爸家里。 နည်းနည်းလေးကြာတော့သူကလည်းမေ့သွားတယ်အခုဖိလစ်ပိုင်တမ်တာဟောင်းကိစ္စပြန်လာတော့မနေ့ညအစပြီးသူအိတ်ပြောတလားတော့မသိဘူးเนาะဒီရုရှားကပြန်လာတော့သူနည်းနည်းလေးမျက်နှာကြီးကလန်းလန်းလေးနဲ့เนาะမြန်မာနိုင်ငံကြီးကိုဘယ်နေရာမှာဖျက်ယောင်းလိုက်ပြီလဲတော့မသိဘူးဖျက်ယောင်းပြီးမှအခုကျတော့ပြည်သူတွေကိုတတ်ဖို့ရန်တော့လက်နက်တွေဝေလာတဲ့အခါမှာကျတော့သူကမျက်နှာတွေရွှေရွှေလန်းလန်းဟာပါတီဒီမိုကရေစီလောက်တဲ့အခါနင်းတော့သူ့အတက်တွေမတက်နဲ့เนาะဆိုပြီးမှသူစကားကြေးကြေးလောင်လောင်ပြောလာတယ်တကယ်ပဲသူ့သူ့စီမှာပဲအာဏာရှိတယ်လို့ဒါမျိုးစကားတွေပြောလာတယ်ပြီးလို့ရှိရင် ်ကျွန်တော်တိုင်ရင်သားတွေကိုလည်းနင်တို့ကလိုချင်တာကြီးပဲတောင်းမနေနဲ့ဖြစ်တင်တာတို့ပြောအေးအဲ့လိုမျိုးအာနာဖြစ်လာတာအဲ့လိုမျိုးလည်းပြီးရောပြီးရောအခုမနေ့ကညစားပြော်သူအိတ်ပြောသလားဆိုတော့ကျွန်တော်လည်းစိတ်ပူပါနေနော်ဘဘရေဆိုတော့အခုဒီဖိလစ်ပိုင်တမဒဟောင်းနဲ့ပတ်သက်ပြီးတော့တချို့ကတော့အတော်လေးတည်ပြီးသားဖြစ်လိမ့်မယ်ဆိုတော့ကျွန်တော်အသေးစိတ်တော့မပြောတော့ဘူးအကြံဖြစ်နေပြောပြမယ်ဆိုတော့အခုသူကသူ့ရဲ့ဖိလစ်ပိုင်နိုင်ငံရဲ့မီဒီယာအကြီး ဒရင်ဌာနကနေမှလွင့်ထားတဲ့ထဲမှာဘာပါလဲဆိုတော့တမရဟောင်းဒူတာတေးကဘာပြောခဲ့တယ်လဲဆိုတော့ငါဘယ်ဥပဒေကိုချိုးဖောက်တယ်လဲငါဘာရဇဝိမှုကိုကျွလုံလို့နင်တို့ငါကိုဖမ်းတယ်လဲဆိုတဲ့စကားထွက်လာတယ်ဒါကိုကြည့်ချင်းအားဖြင့်ဒီတမဒဟောင်းဒူတာတေးဟာတနေ့ကြလို့ရှိရင်သူဒီလိုမျိုးအဖမ်းခံရမယ်လို့သူလုံးဝမထင်ခဲ့တဲ့အရာဖြစ်တယ်ဆိုတော့သူ့ရဲ့စကားကိုနားထောင်ချင်းအားဖြင့်သူ့ကိုတနေ့ကြလို့ရှိရင်ဒီလိုမျိုးထောင်ချုပ်စင်ပြီးမှဖမ်းလိုက်မယ်လို့သူလုံးဝ ယုံကြည်တဲ့ပုံမပေါ်ဘူးเนาะသူရဲ့စကားသွားတာရ။ဘာကြောင့်လဲဆိုတော့သူ့ရဲ့လက်ထက်တုံးကသူကဒီမူရဆေဝါခိုင်းတွေကိုဖြိုဖျက်တာတကယ်ဆိုလို့ရှင်ကောင်းတဲ့အရာဖြစ်တယ်။ဒါပေမဲ့လက်လွန်ချေလွန်လဲတွေလည်းရှိချင်လဲရှိလိမ့်မယ်။ဘလို့ပဲလက်လွန်ချေလွန်ရှိသွားတယ်လို့ပြောပေမဲ့ကဘာကနေတော့ခွင့်မလွတ်ဘူး။ငါမတော်တဆဖြစ်သွားတယ်ဆိုတဲ့စကလုံးကကဘာမှာရှိတဲ့ဥပဒေကခွင့်လွတ်ခြင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ခမားရဲ့မတော်တဆမှုဟာလူတစ်ယောက်ရဲ့အတက်ကိုထိပါနိုင်တယ်เนาะ။အတက်ကနောက်တစ်ခါပြန်မရဘူး။နင့်ကသာ sorry လို့ပြောပေမဲ့ဒီ sorry ဟာတဆုံဆုံသွား တဲ့လူတစ်ယောက်ရဲ့အသက်ကိုပြန်မကယ်နိုင်ဘူးဒါကြောင့်ငါကတော့ကောင်းတဲ့အရာလုပ်သွားတယ်ဒါပေမဲ့နည်းနည်းလေးချဲလို့လက်လွန်ဖြစ်သွားတယ်ဆိုတာအဲ့ချဲလို့လက်လွန်တယ်မှာလူပဲနှစ်ယောက်ရဲ့အသက်ကချဲလို့လက်လွန်တယ်မှာပါသွားတယ်ဆိုတာအရင်ရေးကြည့်တယ်နော်ဆိုတော့အခုသူကတော့တနေ့ကျန်သူ့ကိုဒီလိုမျိုးဖမ်းမယ်လို့သူမထင်ခဲ့တဲ့အတွက်ကြောင့်သူကဟောင်ကောင်ကိုသွားတယ်ပြင်ပြလာတယ်သူ့ရဲ့နိုင်ငံမှာသူ့ရဲ့လူမျိုး သူ့ရဲ့ရေးကြီးကပဲသူ့ကိုဖမ်းသွားတယ်ဆိုတာသိရတယ်။ဆိုတော့ဒီနေ့ဒီလိုမျိုးဖမ်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဘောမာတွေကတော့ငွေတို့ရဲ့အခြေအနေတွေနဲ့တို့ရဲ့အခြေအနေတွေလည်းမတူဘူး။ဘယ်လိုတူတာမတူတာဖြစ်ပါစေ။နိုင်ငံရဲ့အခြေအနေတွေမတူတာဖြစ်လိမ့်မယ်။ဒါပေမဲ့လွန်ကျွမှုကတူတူပဲ။လူသားသားကတော့တတ်တာပဲ။လက်နဲ့ပဲတတ်တာ၊တနတ်နဲ့ပဲတတ်တာ၊ဆေးကျွေးပြီးမှပဲတတ်တာ။တို့ရဲ့ပါဇက်အဖင်သူများကိုထိနာပြီးသူများမခံမရဖြစ်လို့ဆွဲကြိုးချတေသွားရင်လည်းတတ်တာပဲ။ဘယ်လိုပဲတတ်တာ။တတ်တဲ့ကိစ္စကတော့တတ်သွားတာပဲ။နော်။ဆိုတော့အခု တမတဟောင်းရဲ့ပြောဆိုချက်အရဆိုလို့ရှိရင်တော့သူကပဲရဆွမှုကိုမှသူကျိုးလွန်တယ်လို့သူမသိဘူးနောက်တစ်ခုကတော့ပြောသွားတဲ့အထင်းမှာလူအခွင့်ရဲကနေမှကိုကဆင်းရဲတဲ့ယောက်ျားတစ်ထောင်ကျော်ကိုသူတတ်ဖြတ်ခဲ့တယ်ဆိုတဲ့အရာကိုဆွတ်ဆွဲတယ်လို့ပြောတာဆွတ်ဆွဲတယ်ဆိုတဲ့အခါမှာတခါလေကျမန်တဲ့အရာရှိတယ်လို့မမန်တဲ့အရာရှိနိုင်တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာကျတော့တောင်းနိုင်ရဲ့သားကိုဖမ်းဖို့ရန်အတွက်လုတဲ့ထင်းမှာတော့ရိုဟင်ဂျာတွေကနေမှထွက်ဆိုထားတဲ့တပ်သေးတွေအများကြီးရှိတယ်ဗီဒီယိုကလစ်တွေအများကြီးရှိတယ် ပြောမယ်ဆိုလို့ရှိရင်တော့မျက်စီတက်တဲ့လူတက်တဲ့ဗီဒီယိုဒေါကျူမန့်တွေဘက်ကနေမှလည်းအများကြီးတက်တဲ့နဲ့ပြည်စုံထားတဲ့အရာဖြစ်တယ်ဆိုတော့အခုစစ်ခွေးကတော့လွန်ခဲ့တဲ့အချိန်မှာသူ့ကိုဖမ်းဝရမ်းထုတ်နိုင်ဖို့ရတော့စာပဲတင်လိုက်တဲ့အချိန်မှာသူ့မျက်နှာကိုကြည့်လိုက်အဝတ်လျှော်ထားတာညစ်ထားတဲ့အတိုင်းပဲသူ့ကျင်းနေတာနော်သူ့ကိုသူတိတယ်ဘာကြောင့်လဲဆိုတော့သူကသာအာကာချုပ်တမတအယူဆိုပြီးမှသူနေပေမဲ့သူ့လက်အောက်ထဲမှာ ူ့ကိုတစ္ဆာမခံတဲ့သူတွေအများကြီးရှိတယ်ဆိုတာသိရတယ်။ဒါကြောင့်မို့ပဲဒီနေ့ဗိုလ်ကြီးတွေဗိုလ်မိုးတွေအများကြီးအလင်းဝင်လာခဲ့တယ်။ဒါတို့ကြည့်ချင်းအဖြစ်တော်လကောင်သူကြိုက်တဲ့သူတွေကိုနေရခန့်တယ်၊သူမကြိုက်တဲ့သူတွေကိုထောင်ချတယ်၊နေရပြောင်းတယ်ဒါတွေဟာလည်းပဲသူ့အတွက်ရန်သူကိုများစေတာဖြစ်တယ်။ဒါကြောင့်မို့အခုဒီရုရှားသွားခါနေမှာသူဘာလုပ်ခဲ့တယ်လဲ။သူ့ပေါ်မှာတစ္ဆာရှိဖို့သူအတန်တန်မာခဲ့တယ်။မိနစ်၃ငါသူတရုတ်ပြည်သွားတဲ့ခါမှာရက်တူပဲဖြစ်တဲ့အတွက်ကြောင့်သူကတော့လောက်ကြီးစိုးရိမ်စရာမလိုပဲမယ့်အခုဒီရုရှားနဲ့ဘယ်လာရုစ်ကိုသွားတဲ့ခါမှာကျတော့ရက်ကနည်းနည်းရှည်တဲ့ ယ်ရစ်ချဲတဲ့အတွက်ကြောင့်စစ်တပ်ထဲမှာဘာမှမဆိုဖြစ်သွားနိုင်တယ်ဒါကို तू အရန်စိုးရင်ခဲ့တယ်အခု तू ပြန်လာတော့ဘာမှမဖြစ်ဘူးဆိုတော့ကို तू ဖန်တဲ့ तू ရိတ်မိလာတဲ့အခါမှာ तू အရန်ပျော်တယ် ဒါကြောင့်မို့ပဲသူကရုရှားနဲ့ဘယ်လာရုစ်ထဲမှာအများကြီးအောင်မြင်ခဲ့တယ်လို့ပြောတယ်အဲ့အောင်မြင်ခြင်းရဲ့နောက်ွယ်မှာကျတော်မြန်မာနိုင်ငံကိုဘယ်လောက်သူဖဲ့ရောက်ခဲ့ပြီလဲကျတော်မြန်မာနိုင်ငံကိုဖဲ့ရောက်ခဲ့ပြီးမှမြန်မာနိုင်ငံမှာရှိတဲ့ကျတော်ပြည်သူပြည်သားတွေကိုတတ်ဖို့ရန်အတွက်လက်နဲ့ဘယ်လောက်နဲ့သူလေးလေးခဲ့တယ်လဲဆိုတော့သူအတိဆုံးဖြစ်တယ်ဒါကြောင့်မို့အခုသူ့ရဲ့လက်အောက်ထဲမှာသူ့ကိုတစ္ဆာခံတဲ့သူဘယ်လောက်ရှိမလဲဆိုတာသူမသိဘူးเนาะခဏတော့ကတာမတာဟောင်းကိုဖမ်းတဲ့အခါမှာเนาะလူအခွင့်ရေးအဖွဲ့ကနေမှသူစင်းရဲသားတထောင်ကျော်ကိုတတ်ခဲ့တယ်ဆိုပြီးမှဆွဆွဲတယ်လို့ပြောတယ် ်ဆိုတော့ဒီနေ့သူ့ရဲ့ဒီခွေးချပူရဲ့အမှုမှာကဆွတ်ဆွဲတာမဟုတ်ဘူးခဏတော့ပြောတော့သူ့မှာကတက်တယ်ခိုင်မှာလူလဲထွက်ဆိုထားတာဖြစ်တယ်ဗီဒီယိုဖိုင်တွေလည်းရှိတယ်မြင့်မြန်တက်တယ်တွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီခွေးချပူကတော့လွတ်လပ်မရှိဘူး သူ့ရဲ့နဘဲနားမှာဘေးရဲမှလည်းမထားဘူးခွေးကြဘူးကထန်ခုံတိမြဲဖို့ရန်အတွက်လှုပ်တဲ့အခါမှာသူ့အောက်မှာတစ္ဆာခံတဲ့ကျူနီထဲမှာဘူကြီးတွေရှိတယ်ဘူမိုးတွေရှိတယ်တဲ့အတွက်ကြောင့်တချို့တွေဟာသူ့ရဲ့မိသားစုတွေထိခိုက်မှပဲကိုကြောက်လို့တာသူတို့ကငြိမ်းခံနေတာဖြစ်တဲ့ဒီတမဒဟောင်းသူ့သမီးကိုတိုင်းသူ့တဲ့တမဒအနေရမှာနေပေမဲ့သူ့အဖေရဲ့အသက်ကိုကာကွယ်ပေးမပေးနိုင်ဘူး ဒါကြောင့်မို့အခုဘောမကျော်မျိုးမင်းဘာပြောလဲဘာမှမစိုးရိမ်နဲ့အိတ်ပြောအောင်တာအိတ်ကြပါအိတ်ပြောအောင်အိတ်ကြပါလို့ပြောတယ်ဆိုတော့မင်းညကလည်းစပြီးတော့အိတ်ဆေးဘလောက်များအပြင်းစားအရင်ကတည်းကတော့တော့အိတ်ဆေးစပြီးမှအိတ်တယ်လို့ပြောတယ်ဆိုတော့သူ့ရဲ့အိတ်ဆေးကဘလောက်ထိအားတောင်းတဲ့အိတ်ဆေးဒီများစားရတယ်မကြခင်မှာသူ့မျက်နှာပြန်မြင်ရမယ်ဟိုအဝတ်လျှော်ထားတဲ့အဝတ်တို့ဘလောက်များတွန့်ကျတဲ့မျက်နှာထွက်လာမလဲဆိုတာတော့ကျွန်တော်တို့ ဟိုကြည့်ရမှာဒါကြောင့်အခုဘောမတွေကတော့ဟာကြောက်စရာမလိုဘူးပါမကြောက်စရာမလိုဘူးလို့အရန်ခုအပ်ပေးတယ်တနာပါတယ်နော်ရုရှားပြန်လာတာပြုံးတာတောင်းမှမနာရတဲဘူးခွေ့ကျဖို့တတိထားပါရန်တူဆိုတာဟာမြေနာကိုအိတ်ထောင်ထဲမှာပဲဆိုတာတိမှာပါနော်နိုင်ငံရဲ့ခေါင်းဆောင်တွေကိုတတ်တဲ့သူတွေကလေတခြားမဟုတ်ဘူးကိုယ့်ရဲ့အိတ်ထောင်ကပဲဘိုးချောင်အောင်ဆန်းကိုဘယ်သူတတ်တယ်လဲနော်ကိုယ့်အိတ်ထောင်ကလူယုံလို့ထင်တဲ့လူတွေကကိုယ့်ကိုတတ်သွားကြတယ်နော်ခွေ့ကျဖို့တတိထားကြအောင် ရမိုက်လေဗျာဆရာမပြောရတော့เนาะတော်တော်လေးကိုမိုက်တယ်အချက်လက်လေးနဲ့ပြန်လဲချိပါတော့အောင်ဗောနော်လုံးဝတဘာဘာကြတယ်ကြတယ်အရှိအရှိတိုင်းပြောရအောင်ဗောနော်ဆိုတော့ခွေးချပုခမားလဲရဲဆက်ဆက်တက်ခဲတော့ရဲဆက်တက်တက်ပြီးသွားရင်အဲဒါကြောင့်ဗောနော်လှုပ်တဲ့ချိန်တော့ပျော်လေးနဲ့လှုပ်တလို့ခံရတဲ့ချိန်မှာလည်းပျော်လေးနဲ့ခံဖို့ပြင်ထားဗောနော်ဆိုတော့ဒီရဲ့ချိပါမှုနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုတင်မြချက်ကိုမမရေးခဲ့ပြပါအောင်ဒါဆိုရှင်နောက်ဆုံးသဘောအနေနဲ့ဗောနော်ကျွန်တော်လေးစားတဲ့ကိုစည်းရဲ့တဲ့င်းလေးကိုကြည့်လိုက်အောင် ဘောင်းရဲ့အေးထိုးစစ်ကအချိန်အဟုန်ပြင်းလားမပြင်းလားလို့မသိဘူး။အုံချစ်ပင်မြို့နာတိရောက်လာပြီးစေးရုံတွေမှာတော့မှစစ်ခွဲနော်အိုနာကျိုးကန်းတွေထားနေနေရမရှိလို့ဒီမြို့အထိနော်တဲလာပြီးတော့စေးကူရတဲ့အနေထားဖြစ်ပုံပြီ။အဲ့တော့အဲ့တော့ဒီဒေါ်လာရင်းပြီးလို့ရှိရင်အရင်ခက်ကရှိပါတယ်။ရက်ွက်ထဲကိုလာပြီးတော့ဈိုင်းနောက်လေးနဲ့ထွန်းနေထွန်းနေပြီးဟာ။အော်တနာတယ်ဒီထဲမှာဟမ်စစ်ပြန်ကြီးလေးဆိုပြီးတော့ပုံကြောင်းအောင်ဆန်းပုံလေးတွေတောင်ဆန်းစစ်ကြီးပုံလေးတွေဟုတ်လားမလား။နေဝင်းပုံတော့မပါဘူး။ တန်းရွှေပုံတော့မပေါ့စောမောင်ပုံတော့မပေါ့ဒါပေမဲ့တို့အဲ့ဒီဒုက္ခိတဖြစ်အောင်လုပ်ခဲ့တာဒီအဲ့ဒီနေဝေးတန်းရွှေစောမောင်ခင်ညွတ်ကြောင့်ဖြစ်ခဲ့ရတာဟုတ်တယ်နော်ဒါပေမဲ့လို့အဲ့ဒီဒုက္ခိတဘဝရောက်တဲ့အချိန်ကျတော့အဲ့ဒီတို့ရဲ့ဖွေးကောင်းဆောင်တွေတကောင်မှတို့ဘဝအတွက်ပုံလေးထုတ်ရောင်းဖို့ဟာတော့မှအကျိုးပြုလို့မရဘူးနော်စဉ်းစားကြည့်ဒါကြောင့်မလို့စစ်သားတွေရဲတွေတို့တွေမနာတတ်တာလားအတိတ်ကမဲ့တာလားစဉ်းစားလို့မရဘူးအခုမင်းအောင်နဲ့လက်ထက်ပိုက်ပြန်ပြီနော်ပေတာပုံထက်နေတယ်ချွတ်တယ်လေဆိုရင်နော် အလောင်းတော့ဘာမှမမှတ်တည်ဘူးကတာမန်စစ်သားစိတ်မဟုတ်တော့ဘိုးအစ်တော်မှအလောင်းပြန်မရတဲ့ဘိုးကလည်းအခုမြောင်းလည်းပြန်မှအများကြီးဖြစ်နေပြီဟုတ်တယ်ဗျအဲ့တော့ဒီစစ်ပွဲပြီးွားလို့အခုလို့အိုနာတိုးကန်းတွေကဂျိုင်းတောက်လေးနဲ့ရက်ွက်ထဲလိုက်ရောင်းရင်မင်းအောင်နိုင်တော့နိုင်ွားတယ်ပဲထားလိုက်အောင်သူတို့သူတို့ဘက်ကပြောသလိုပေါ့နော်ဟာဘောပိုင်နိုင်ွားတယ်ပဲထားလိုက်အောင်မင်းတို့စစ်သားတွေရောင်းနေစားဦးပြည်သူတွေဝယ်မထင်ဘူးအဲ့ဒီချိန်ကျရင်ခွေးနဲ့စူးတိုက်တယ်မသိကံကောင်းတယ်မှန်အ ਨੇ သောတော့ခွေးလှုပ်ပြီးတော့ပေးကြိုက်ထိုင်းတယ်နော်ပြည်သူတွေရင်နဲ့အဲ့လိုကြီးဖြစ်သွားပြီအဲ့တော့ဒီမှာအေအေထိုးစစ်ကြောက်ပြီးဘရောင်းမှရှိတယ်မင်းနေပုံလေးတော့ကတော့တတိယမှာပါလာတယ်ကျွန်တော်ဖတ်ပြမယ်နော် ပကိုးတိုင်းပကောင်ဘရောင်းမြို့နယ်တွင်အေးအေးထိုးစစ်ကြောင့်ညောင်ကျိုးပင်တပ်စခန်းမှစစ်ကောင်စီတပ်သားများမှအုတ်ချစ်ပင်မြို့သို့ပြန်လည်ဆုတ်ခွာနေပြီးတိုက်ပွဲများမှအုတ်ချစ်ပင်မြို့အနီးသို့ရောက်ရှိလာကြောင်းဒေသပြည်သူများနှင့်အုတ်ချစ်ပင်အခြေစိုက်တပ်ရင်းတရင်းမြစ်ကရန်ကုန်ခေတ္တဒေသခံများကိုပြောဆိုလေဇန်နဝါရီလမှစတင်ပြီးပကိုးတိုင်းကြောင်ဘရောင်းပန်းတောင်းမြို့နယ်ညောင်ကျိုးပင်တပ်စခန်းတွင်အေးအေးနှင့်စစ်ကောင်စီတပ်များကြားတိုက်ပွဲများဖြစ်ပွားကြောင်းရင်းတိုက်ပွဲများဆက်တိုက်ဖန်တီးပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များက လေချောင်းမှတစ်ဆင့်အကြီးအကျယ်ကုကံကဲကြောင့်တို့ရနေတိုက်ပွဲများနှစ်လနီးပါးကြာမြင့်လာခြင်းဖြင့်စစ်ကောင်စီတပ်များမှညောင်ကျိုးပင်စခန်းမှစတင်ဆုတ်ခွာပြီးအုတ်ချင်းပင်မြို့တွင်ခုခံစစ်ပြင်းစင်နေကြောင်းအုတ်ချင်းပင်မြို့အခြေစိုက်တပ်တရင်းမြင့်ကပြောဆိုတယ်ဂျမန်နေ့မတ်လ17ရက်နေ့တွင်ပထောင်မြို့နယ်ညောင်ကျိုးစခန်းကိုအေအေးထိုးစစ်ကတော်လွန်လာကအုတ်ချင်းပင်မြို့အနီးတို့ဦးတည်ရောက်ရှိလာနေကြောင်းစစ်တပ်စစ်ကြောင်းများနှင့်စစ်ကူများမှအုတ်ချင်းပင်မြို့တွင်ပြန်လည်အင်အားစုစည်းနေကြောင်းသိရှိရသည် အေးထိုးစစ်ကအုတ်ချစ်ပင်မြို့တဲထိတော့မရောက်သေးဘူးမြို့နဲ့တော့တော်တော်နီးနေပြီစစ်ရေးကတော့ပြင်းထန်နေတယ်စစ်ကားတွေအတက်အစင်းများနေတောင်ပေါ်ကဒဏ်ရာရတဲ့စစ်သားတွေကိုပြန်တယ်ထုတ်နေတယ်ထိုးစစ်ကအုတ်ချစ်ပင်မြို့ဘက်ကိုဥတီလာနေပြီပြောလို့ရပါတယ်တပ်ဖက်ကတော့လေချောင်းတိုက်ခိုက်မှုရောလက်နက်ကြီးရောအလျှောက်လုံးပစ်ခတ်နေတယ်ဟုအုတ်ချစ်ပင်မြို့အခြေစိုက်စစ်ရေးတရင်းမြစ်ကပြောဆိုတယ်အကြမ်းဖက်စစ်တပ်၏စစ်ကူစစ်ကြောင်းများကအုတ်ချစ်ပင်မြို့တွင်အကြီးအကျယ်စစ်ပြင်စင်တွေကမြို့ကိုအခြေပြုထားတော့အမြောက်တပ်စခန်းများကလည်းလက်နက်ကြီးများဖြင့်အချိန်လုံးပစ်ခတ်နေခဲ့ကြောင်း ောင်းချင်းမြို့အနီးတွင်စစ်တပ်၏လက်နက်ကြီးပစ်ခတ်တပ်များကိုကျဲလောင်စွာကြားနေရကြောင်းစစ်ကောင်စီ၏စစ်ရင်တန်းများမှလည်းအောင်းချင်းပင်ပန်းထောင်လမ်းပိုင်းတွင်အတက်အဆင်းများနေကြောင်းသိရှိရသည်အောင်းချင်းမြို့ပေါ်သို့အေအီထိုးစင်များဥတီနေသည်ဖြင့်စစ်တပ်ကတင်နန်းစင်စစ်မှုထမ်းတပ်သားရာပေါင်းများစွာကိုညောင်ကျိုးစခန်းနှင့်အောင်းချင်းမြို့သို့ပို့ဆောင်တိုက်ခိုက်နေကြောင်းတွေ့ရတဲ့တိုက်ပွဲတွင်စစ်မှုထမ်းတပ်သားများများတေဆုံးသူနှင့်ဒဏ်ရာရရှိသူအလွန်များပြားနေတဲ့အပြင်စစ်ဘူးစစ်ကြောင်းများတပ်ပြတ်နေသည့်အထိကစင်ကလေးပြန်လည်ဆုတ်ခွာလာရမှုများလည်းရှိနေကြောင်းသိရသည်ညောင်ကျိုးမှဒဏ်ရာရတဲ့စစ်သားတွေကိုပြည် သစကနဲ့အနီးနားကတက်စကန်တွေနဲ့တိုက်နယ်စေယုံတွေမှာကုတပေးနေတဲ့ဂဒင်မလောက်တော့မြို့တော်ခမ်းမတော်ယာစီစေယုံဖြစ်ဂဒင်တွေချပြီးကုတနေရတယ်ဟုပြည်မြို့ခြေဆိုင်တက်တရင်းချင်းတခုကပြောဆိုတယ်အေးသူစစ်များကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတော့အေအော်ဒီတိုက်ပကိုးတိုင်းနဲ့မကွေးတိုင်းအတွင်းထက်ထိထိုးပေါက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေအေကတရယဝင်သတင်းထုတ်ပြန်ထားတယ်မနော်ပုံနဲ့တကွချပြထားတာမြို့တော်ခမ်းမထိတော့ဟမ်ဂဒင်တွေချပြီးတော့ကုပေးနေရတဲ့အဆင်ဖြစ်နေပြီနော်ဘောမတွေကိုပြောလိုက်တစ်ဖက်နဲ့တစ်ဖက်ကတရင်းကတော့တင်ချတယ်ဒါပေမဲ့တည်င်းတင်နေဆိုတဲ့နေရာမှာတည်င်းတစ်ခုကို ကိုကတင်တော့မယ်ဆိုကြောယိုးမန်တိုင်ရအောင်ပြောက်လို့မရအောင်မဟုတ်တဲ့တည်င်းကိုဟုတ်လို့မရအောင်တဘောကဒါဟာတည်င်းတည်င်းမီဒီယာမှာမဟုတ်ဘူးတည်င်းကိုအားပေးတဲ့သူတည်င်းထောက်ခံတဲ့ဒူတီယာဆိုကျင့်ကိုလိုက်နာရမယ်ဒါတည်င်းနဲ့ပတ်သက်တဲ့ကျင့်ကိုဒါပေမဲ့စစ်ကောင်စီဘက်အချမ်းကလော်ဘီတွေတင်တဲ့ကြီးလိုက်ကြည့်မဟုတ်တဲ့အရာကြီးကိုဟုတ်လို့ပြင်လို့ဝင်မလေးသူတို့သူတို့မီဒီယာနဲ့နော်တည်င်းဆိုတာအခုလိုမျိုးအဲ့လိုပုံနဲ့တော့တိတိကျကျပြတယ်မြို့တော်ခမ်းမတီကရင်နေချပြီးခုတားနေရတယ်ခွေးတွေဘလောက်ဖြစ်တယ်ဓမ္မကြီးတက်တယ်ပါလားအဲ့ဒီပုံစံဖြစ်ကြတယ်နော်ငပောက်တို့ကြော်စိုးဟောင်းတို့ဟမ် ဇော်ကုန်းဦးလို့ဟုတ်လားအဲ့ကောင်လေးဆိုအရှင်းမှာဖုန်းသလုံးချပြီးတော့ပြောချင်တာခိုင်းပြောနေတယ်ပြီးသူတို့ဆိုမီဒီယာနဲ့စောက်ကြိုးနဲ့မီဒီယာဟမ်အဲ့တော့ထပ်ပါတာတော့ပြောချင်တာကစစ်ကောင်စီအခုစစ်မှုထမ်းဦးတွေကြောင့်ပါဝါတဲ့လူတွေကတော့နော်ထားတော့အကယ်၍ထပ်ဆွဲအောင်မှာပဲမင်းအောင်နိုင်ကတော့ तू အာနာမင်းအောင်နိုင်နေရမှာလေကျွန်တော်ဆိုရင်အဲ့ထက်ဆိုးမှာတော့ဒါရှင်းရှင်းလေးမင်းအောင်နိုင်ကအင်မတန်စောက်သုံးပြရတဲ့ကောင်မလို့အာနာမရတာတကယ်ကပြက်ပြက်တန်တန်လှုပ်ရဲတဲ့ကောင်ဆိုအာနာရပါပြီကျွန်တော်တို့တော်လိုင်းမှာအင်မတန်အင်အားနဲ့တယ်ဘာအင်အားနဲ့လဲ ်ကီတူအင်အားနဲ့တာမဟုတ်စီးလုံးညီညွတ်မှုအင်အားနဲ့တာဒါကြောင့်မလို့တစ်ဖက်ရန်သူဒီဘလောက်ပဲအင်အားကြီးတဲ့ရန်သူဖြစ်နေပါစေဒုတဲ့ကြီးတဲ့ရန်သူဖြစ်နေပါစေစီးလုံးညီညွတ်မှုဆိုတော့ကျစ်စ်ခိုင်မာမှုမရှိရင်ရန်သူဘက်ကအေးအေးဆေးဆေးပြောလို့ရဒါဟာကျွန်တော်တို့တော်လှန်ရေးဘက်မှာအင်မတန်အားနဲ့ချက်ပဲကီတူတွေတောင်းလျှောက်ရှိရတဲ့အဲတော်လှန်အင်အားစုတွေဘက်မှာမစီးလုံးပါမစီးလုံးတာနံပါတ်၁တိုင်းနာအီဟာ OS အခုထိနော် COC ပုံစံမျိုးတော့မဟုတ်ဘူးဒီမဟာမိတ်ပုံစံမျိုးတော့ကျစ်စ်အောင်ဆောက်လို့မရဘူးဘာဖြစ်လို့မရတာလဲမင်းလဲစစ်ကောင်စီကိုတော်လှန်တယ်ငါလဲစစ်ကောင်စီကိုတော်လှန်တယ် မင်းလည်းဒီစစ်အာဏာရှင်ကိုခက်ဆက်ဆက်တော်နိုင်တယ်သူတို့ပြောတယ်နှစ်ပေါင်း60ငါလည်းစစ်အာဏာရှင်ကိုနှစ်ပေါင်း60ဆိုတော့မင်းနဲ့ငါနဲ့နော်နှိမ့်နိုင်ဆွေးနွေးပေါင်းဆက်ပြီးတော့အတူတကွလက်တော်ပြီးတိုက်ပွဲဝင်ပုံမအောင်မြင်နိုင်ဘူးလားဒါပေမဲ့လို့ဒီနေ့ချိန်ကြီးတိုင်းညအီရအဝဲစေဘူးနေမြေဘူးဟိုမှာကရရင်နဲ့ကချင်အောင်လေးနဲ့တရားအနေနဲ့ထမ်းကြနော်ပြစ်တော့မပြစ်ဘူးဂိတ်တွေဝင်ပြက်ဝင်စီဝင်ထုရိုက်ဘာတွေလဲဒါတွေကဆက်ပြက်စရာကြီးရှက်စရာကြီးအဲ့ဒါမရှက်ဘူးလားမသိအမှလုပ်တဲ့ကောင်ကြီးကတော့ဒါလုံးဝမဖြစ်တဲ့ကိစ္စအဲ့တော့ကျွန်တော်တို့ဘက်ကရန်သူဒီ institution ကောင်းတယ်ကျွန်တော်အမြဲပြောသလို COC အခုထိကြည့်နေတယ်ဒါပေမဲ့ကျွန်တော်တို့တော်လှန်ရေးဖက်အချမ်းမှာ နေပေါင်း60တို့တို့တို့အင်းအားကိုဘယ်လိုပြောမလဲစားပစ်ရှိပါတယ်စီနီယာဘာလို့ပြောနေတဲ့တိုင်းသားအိယအဝဲစီအခုတိမစည်းလုံးနိုင်အခြားလူမျိုးနဲ့အခြားလူမျိုးစည်းလုံးကိုမပြောနဲ့လူမျိုးတစုတည်းတော့မှအဖွဲ့လေးတော့များသာပွဲနေကရင်ဆိုဘယ်နဲ့ဖွဲ့ဟမ်ပွားပြီကော်တူလေး KDL လေးဘာလို့ပို့လဲစစ်ကောင်စီကိုတိုက်တယ် KNU ဘာလို့ပို့လဲစစ်ကောင်စီကိုတိုက်တယ်ဟုတ်တယ်နော် KNDO KNU အောက်ကပြီးလို့ရှိရင် APC တို့ဘာလို့အားလုံးကဒီတော့ဟိုလွတ်မြောက်ရေးဆိုတဲ့အကြောင်းပြချက်နေလက်နက်ကင်ကြချက်ဒါပေမဲ့ကိုလူမျိုးစုသူတွေမှာတော့တောက်တိုင်အချင်းပြစ်နေတယ်ကြီးဆိုတော့ဒါကြီးက ဘလုံးမနားလေလို့မရတဲ့အရာကြီးအပြည်သူတွေအနောက်ကအပြည့်အဝရှိတာတောင်မှအရှိမနေနေတဲ့လက်နက်ကင်တွေကအဲ့ဒီစီလုံးညီညွတ်မှုကိုမတီးဆောက်နိုင်ဘူးဆိုတော့ကျွန်တော်တို့တော်လှန်ရေးဟာဒီလောက်ထိအင်အားကောင်းလာတာကံကောင်းတယ်ပြောအင်မတန်မရောက်နိုင်စောက်တော့မကြတော့ဒါပွင့်လေးမယ်အဲ့တော့လက်ရှိစစ်မှုထမ်းဥပဒေစစ်မှုထမ်းဥပဒေမပြခန်းခန်းနေတဲ့ကကျွန်တော်တို့တွေပြောခဲ့ပါတယ်စစ်မှုထမ်းဥပဒေထွက်လာတော့မယ်ဟုတ်လားအဲ့ဒီချိန်မှာဟိုပွဲလို့ဒီပွဲလို့ဟိုပြောဝဲရှင်ဝဲနေမှာလူတွေစီကားနေတယ်မှာစစ်မှုထမ်းဥပဒေထွက်လာတော့မယ်နော်ဘာဖြစ်ပြောအာမင်းတို့တွေကသူများနဲ့စပ်ပြပြဟို ကဘာပတ်ပြီးတော့ခေချဲ့တဲ့အောက်ကမင်းမောင်အရှိဆုံးကအဲ့ခွေးသားကဟမ်အခုစစ်မှုထမ်းဥပဒေဆွဲနိုင်တယ်အဲ့ဒီခွေးသားပါတောင်ယူပေးနိုင်တယ်လူများတွေကပြောတာရွှေနာကိုမနာလို့ပြောတာမဟုတ်တိုင်းပြည်ဟာလူတိုင်းအားလုံးအတွက်အန္တရာယ်ကြောက်ရွံ့နေတဲ့အခြေအနေနော်အခုမှတပုံကြီးနာကြတယ်ကျွန်တော်ထွက်တယ်ဆိုကျွန်တော်ပြန်အောင်စကားမပြောဘူးဘာဖြစ်လို့လဲအာကျွန်မတားလေးစစ်မှုထမ်းဥပဒေပေါ်ဘရိုနိုကမကူစီကျွန်တော်တားလေးကျွန်တော်ဒူလေးကျွန်တော်မအားမင်းတို့ကိုအစားတတိပေးခဲ့တယ်လေမပြင်းစင်ချက်ဘူးလေမပြောခဲ့တာမဟုတ်ဘူးကျွန်တော်တို့အခုချိန်ကျမှကိုယ့်အိမ်ကိုထိမှကိုမိုပြလို့မရဘူးအခုကြံသေးတဲ့ဒူလေး နော်တိတိကျကျစဉ်းစားပါငါတို့အဲ့လက်ရောက်လာရင်ဘယ်လိုလုပ်မှာလဲအသေးခံမလားအခုဒီပုံတွေကြည့်ပါအဲ့ဒါစစ်မှုထမ်းဥပဒေနော်80ခြေခံနှုံးနောက်ကပါတယ်အစ်တစ်ဘူမတိဘာမတိဘာမတိုက်ပွဲပြုတ်ကြမရှိနော်ဟိုကပြစ်စကားပဲကားနဲ့စဉ်းစားအဲ့တော့အသေးခံမလားရှေ့ထမ်းမှာတွားပြီးတော့အသေးခံမယ်ဆိုရင်တော့ဘာမှမပြောလို့ပါဘူးရပြီအသေးခံမယ်ဆိုလည်းငွေမကြည့်နဲ့တော့အသေးမခံဘူးဆိုရင်စစ်မှုထမ်းဥပဒေလာမစွဲခင်ကလွတ်အောင်ရှောင်ပါလားအဲ့လိုရှောင်ဖို့အတွက်လည်းအဆက်အဆက်အတွဲလမ်းစရိတ်အခက်အခဲရှိနေတယ်ဒါဆိုရင်တော့မဖြစ်မနေစစ်မှုထမ်းဥပဒေတွေပါလိုက်တွားရမယ် ။တွားမယ်ဆိုရင်လုံလို့ရတယ်နည်းရှိတယ်အဲ့ပါလေ။ငါစစ်မှုထမ်းဥပဒေရောက်သွားလို့ဘယ်နယ်ကိုကြမလဲမတည်သေးဘူး။အကဲအဲ့နယ်ကိုကြရင်ငါဒီကနေလော့အောင်ဖျက်ပြင်းနိုင်လက်နဲ့ယူနိုင်ငါချင်းနေလွတ်တယ်အားလုံးကတိနေတယ်။အခုကိုမင်းအောင်လိုက်စစ်တပ်ထဲကစစ်သားမဟုတ်ဘွက်ပြည်သူတချို့ဖြစ်နေတဲ့မြေပြင်ပဒိအမှန်တရားတွေအားလုံးတိနေ။လက်နဲ့တာယူရဘယ်တွန်လိုင်းအင်းစုအဖွဲ့ထဲကိုတွားတာတူဆိုပြီးသားဆိုတာဒါအားလုံးတိပြီးသား။အဲ့တော့အဲ့လိုတွားဖို့အတွက်အရေးကြီးတဲ့ဖုန်းနံပါတ်အလွတ်ကျတော့ငါစစ်မှုထမ်းဥပဒေပါသွားတယ်တက်ထဲရောက်သွားမယ်။ โอเคငါရှင်းနှန်းထွက်ကားတော့မဆိုငါအရေးကြီးတဲ့ဖုန်းနံပါတ်အကိုကြီးကျွန်တော်ကတော့ကျွန်တော်ကဲထုတ်ပါကျွန်တော်ဘယ်နေရာမှာရောက်နေလဲဟုတ်တယ်မလားကိုအဖွဲ့အစည်းပဲဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဟုတ်တယ်နော်အဲ့ဖုန်းနံပါတ်ကိုလွှတ်ကြောင်ပြီးလို့ချင်းအထဲရောက်နေကိုတို့တူလို့ဘသူတွေကဒီဟာကြီးကိုမကျင်းနဲ့ပဲပါလာတယ်စိတ်သူကိုတို့လူစည်းရောမှာပြီးလို့ချင်းအလင်းလိုက်မှာပြန်ပြီးတော့တိုက်နိုင်တိုက်မတိုက်နိုင်ရှိတဲ့ခရမ်းလက်နဲ့ယူပြီးတော့နီးစက်ရအဖွဲ့ကိုခေလုံလိုက်မယ်ဆိုဒါတွေကအပြောင်းလဲတွေအများကြီးဖြစ်သွားတယ် ဲ့လိုလို့လုံနိုင်မယ်ဆိုရင်မင်းအောင်နိုင်အပါဝင်လက်ရှိစစ်ကောင်စီရဲ့တိုင်းသူတည်သားတွေကိုအခုလိုမျိုးအတင်းအဓမ္မဖမ်းဆီးနော်အတင်းပေါ်တာဆိုရင်စစ်မှုထမ်းခိုင်းရှေ့တန်းသွားအပေခံခိုင်းတဲ့လုံရက်တွေကိုကျွန်တော်အများကြီးတားဆီးနိုင်နော်ဒါကြောင့်မို့လို့ကျွန်တော်ပြောချင်တာကပြင်ဆင်ချက်ပါကိုယ့်အိမ်တကားခေါက်မှငိုပြီးတော့လိုက်အကူအညီတောင်းလို့မရဘူးအဲ့ချိန်တိုင်းဘယ်သူမှလည်းကူညီပေးလို့မရဘူးအခင်ဗျားတို့စစ်မှုထမ်းဆိုရမယ်ကိုစီလာချစ်တဲ့အဲ့လိုမျိုးတွေကိုစီလာလုံပေးမှကျွန်မသားလေးပါသွားလို့ကိုကြီးဟာကျွန်တော်ဘယ်လိုလုပ်မလဲကျွန်တော်တော့မြန်မာပြည်ပြောင်းကျွန်တော်ဖမ်းပါလေအဲ့တခုရှိတယ်ခုနှစ်ကပြောသူကိုကျွန်တော်ရှေ့မှာပြောခဲ့သူမဖြစ်ခင်တည်းကစီစဉ်ထားမှာ ဖြစ်လာတဲ့အချိန်အေးစင်နဲ့ရှင်းအောင်ထွက်သွားမယ်။ရခိုင်ရောက်ခြေနေကြည့်လိုက်ဒီစခန်းအားနဲ့ချက်ဝင်မောက်ထွက်ပေါက်ပပပပစီယုံလိုက်ကိုနဲ့စိတ်ကိုပြီးလစ်လာပြစ်တာပလိုက်အဲ့မှာတိုင်ရင်မှုတက်စိတ်မှုဘီဝမ်မှုအဲ့ကောင်ကြီးတွေကဘောဘောင်းလို့ပြီးလော့ပြေးနော်ချက်ချက်ထားလို့ရပြီလားအဓိကအဲ့ဒါပဲဒါကြောင့်မို့လို့ကျွန်တော်တို့ကရန်သူကရန်ငါပြအောင်လုပ်နေတယ်နော်အခုဆိုရင်ရခိုင်တက်တော့အေးအေးဆိုပြက်ပြက်တလားတိုက်နေတယ်ကေအိုင်ပြက်ပြက်တလားတိုက်နေဒါပေမဲ့ MNDAA လုံးဝလုပ်လို့မရတော့တရုတ်က PRTD တရုတ်ကပေးဆိုသေးရှင်လို့ခြေပုံစံဖြစ်သွားပြီဒါမဲ့သူတိုက်ခဲ့တဲ့လားတိုက်နိုင်ခဲ့တဲ့လားသူတိုက်ခဲ့တယ်တစ်တုံးချက်တစ်ကုန်စစ်စင်မှာဒါကြောင့်မလို့သူ့ကိုလည်းကျွန်တော်တို့အပြစ်သွားပြောလို့မရတော့ဒါသူ့ရဲ့ဘယ်လိုလဲသူ့လည်းမင်းကြည့်ထားမှာမလို့သူလည်းလုပ်လို့မရတော့ဟုတ်တယ်နော်အဲ့တော့အခု TNN နေ TNN နေဆိုလူတွေကလည်းဝေဖန်လာကြတယ်အောက်မှာရှိတဲ့ KIA ကိုတပ်စခန်းတွေကိုလိုက်နှောက်ယှက်မှုကဒီအညာမှာရောက်နေတဲ့ KIA ရဲ့အင်အားတွေကိုပြန်လဲထုတ်ထုတ်ပြီးတော့အညာကိုစစ်ကောင်စီကဖြိုကျဉ်လို့ပြူဟာလာဆိုတဲ့အမြင်မျိုးနေတော့ပြည်သူတွေကမြင်လာကြတယ်အဲ့တော့ TNN တွေခေါင်းဆောင်တွေအနေနဲ့ဒီကိစ္စကြီးကိုတိတိကျကျချက်ချက်မမှတ်လုပ်ဖို့လိုအပ်တယ်။တစ်တောင်ကနှစ်ကုန်စစ်စီရင်းနဲ့ခင်ဗျားတို့တွေလှုပ်ဆောင်ခဲ့တဲ့အရာဒါပေမဲ့အဲ့ဒီအနောက်မှာခင်ဗျားတို့အတွေ့ခင်ဗျားတို့တန်ဖိုးမဖြတ်နိုင်တဲ့ပြည်သူတွေအားပေးမှုဘယ်လောက်ရခဲ့လဲ။ဒါတော့မင်းမပြစ်စေချင်ဘူး။မလုံနိုင်ရင်အသာလေးရှော့နေလိုက်အမေမေရန်သူအားရအောင်တော့မလုပ်မိစင်းတဲ့လို့မေတ္တာရက်ခံဆွဆွဲတာမဟုတ်ဘူးဆရာလုပ်တာမဟုတ်ဘူးနော်။ဘာဖြစ်လို့ဆိုတော့ဝေဘန်ဒန်နေဖတ်လာတဲ့အပေါ်မှာတတိပေးပြီးတာပဲကိုကောင်းဆောင်နေလို့ပဲသဘောထားတယ်။နောက်အခုတရားနေကောင်းဆောင်နေတဲ့ဒါဒီအာနာရှင်မှာ တင်းတော်နေကိုစစ်စင်မှာစကမ်းတွေကိုပြပြတရားတိုက်ပြီးတော့ပြည်သူဆန္ဒအတိုက်လုတ်ခဲ့တဲ့အတွက်ဒါပြည်သူရဲ့ခေါင်းဆောင်တွေလို့ပဲတတ်မှတ်ထားတယ်။ဒါကြောင့်မို့လို့လန်လော်ဝတိန်ဝဆောင်းဝမှာတော့အင်ပတန်နှမျောတယ်။ဒီကရင်ဒီနေကချစ်သူပုံစံမျိုးဖြစ်သွားမှဟာလို့လုံးဝမလို့လားဘူးဒီလိုခေါင်းဆောင်မျိုးတွေ။ဘာဖြစ်လို့အနာဂတ်မှာခင်ဗျားတို့အတွက်အလုပ်တွေအများကြီးကျန်နေတယ်။အဲ့ဒီတိုင်းပြည်ရဲ့အနာဂတ်မှာဘုတို့ဖုံးမြတ်နိုင်လို့ဘုတို့ဘွမ်မော်လို့ဒီတရားတွေခေါင်းဆောင်တွေစသဖြင့်ဒီလိုထပ်မြက်တဲ့ခေါင်းဆောင်တွေကအဲ့ဒီတိုင်းပြည်ရဲ့အချိန်ရဖို့အတွက်ပြန်လဲတိဆောက်ရင်းမှာအများကြီးလုပ်ပါအောင်မယ်။ဒါကြောင့်မို့လို့ဘာမဟုတ်တဲ့အရာတွေနဲ့တော့အလဲမခံနိုင်ဘူး။တန်ဖိုးရှိတဲ့လူတွေ နော်အခုတနုံတော်နိုင်ကြီးကဘလောက်နေခိုင်းဖြစ်လာပြီဒါကြောင့်ပြစ်စင်ချင်းတာပြည်သူဆန္ဒမင်းကြီးပါကျွန်တော်ပြောတဲ့စကားဟုတ်သားမဟုတ်လားပြည်သူတွေပြစ်ချင်တာဒီတိုင်းသား EAO အားလုံးတစုတစည်းတဲ့ AUD အပါဝင်လက်နက်ကိုင်တွေအားလုံးကြစ်ကြစ်နစ်နစ်အဲ့လိုမျိုးမဟာမိတ်တွေဖြစ်ပြီးတော့အုံးနဲ့ဘုံနဲ့စော်တဲ့ဟာမျိုးကိုလိုချင်တယ်ဟိုကငါပွက်တယ်လို့ဒီကငါပွက်တယ်လို့ဒီမှာရခိုင်ဒီမှာချနေတယ်စစ်ကောင်စီကလေးနဲ့အုံးကချက်ပြတယ်အာခိုင်ကြီးအာအေးချတော့ကွာအေးချအဲ့ဒါအဲ့ဒါမဖြစ်ဘူးဟာအေးချတယ်ငါတို့ချမယ်ဒူလေးချမင်းနဲ့ချဆိုဝိုင်းချတဲ့ဟာမျိုးမှဖြစ်ကမှာဒါမှအခက်မမြန်ပြိုလဲရမှာအဲ့တော့တခါကြရင် လူမျိုးတိုင်းမှာလည်းရှိပါတယ်နိုင်ငံရေးနှမတကယ်ရင်ပြည်နယ်ဘက်မှာဆိုဘရိုတွေပေါ့ဟုတ်တယ်နော်အာဒီစစ်ရေးမှာနိုင်ငံရေးတွေဝင်ရှုပ်စစ်သားတွေလွတ်လပ်ဆောင်တိုက်လို့မရဒီကာလဟာနိုင်ငံရေးကာလမဟုတ်ဘူးနော်မင်းတို့တွေနိုင်ငံရေးကာလပြောခဲ့တာနှစ်ပေါင်း60ကျော်လာပြီမင်းတို့တွေထိုးခဲ့တဲ့လက်မှတ်တွေထိုင်ခဲ့တဲ့ဇပွဲဝိုင်းဘဏ္ဍဝိုင်းရှိခဲ့ပြီလေဘာတစ်ခုအဖတ်တင်တယ်အဲ့ဒါအဖြေပဲအဲ့တော့ဘာမှမဖြစ်လာတဲ့အရာကြီးကိုထပ်ပြီးအကြောင်းမပြတဲ့ဒီကာလဟာနိုင်ငံရေးကာလမဟုတ်ဘူးတော်လှန်ရေးကာလတော်လှန်ရေးကာလမှာတော်လှန်ရေးကိုပြက်ပြက်တတတော်လှန်ရေးတူအောင်လုပ်ဖို့လိုအပ်တယ်မလုပ်နိုင်ပေးထိုင်မှန်တယ်စစ်ပွဲတွေအားလုံးကဇပွဲပေါ်မှာဆုံးသက်ကြမှာ ဒါပေမဲ့အဲ့ဒီဇပွဲပေါ်မှာအစုံတိုက်မင်းကဘာကုံထိုင်ရမလဲငါကဘာကုံထိုင်ရမလဲအဲ့ဒါအရေးကြီးတယ်အဲ့ဒီခုံကောင်းကောင်းရဖို့အတွက်တော်နိုင်ရို့တော်နိုင်ရင်းနဲ့တူအောင်ပြတ်သားကြပါလို့ပဲတိုက်တွန်းချင်းဟုတ်ကဲ့ပါဒါတော့ကိုစီတင်လေးပဲဖြစ်ပါတယ်ကိုစီပြောတော့တာတော့အရင်ကကောင်းတယ်ကျွန်တော်တို့လည်းခွန်အားရစီတယ်ပေါ့နော်နောက်ကြတော့ကျွန်တော်တို့လည်းကံဖွဲ့စည်းရဲခေါင်းဆောင်တွေနေတယ်ပေါ့နော်ခုလက်ရှိပြိပခါဖြစ်နေတဲ့အဖွဲ့စည်းတွေနေနေကျွန်တော်တို့ဒီရဲ့ပြိပခါကိုအမြန်ဆုံးကြီးအောင်လှုပ်ဆောင်ပေးကြပါလို့ကျွန်တော်တို့ပြည်သူနေနေပေါ့နော်တောင်းဆိုလိုက်ပါတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်တော်လန်ရေးကြီးကအမြန်ဆုံးပြီးမှဖြစ်မှာနှုတ်မဆိုလို့ရှိရင်ကျွန်တော်ပြည်သူတွေပို့ရနေနာမယ်အဲဒါကြောင့်ပြောလိုက်ရရှင်ဖြစ်ပါတယ်ဆိုတော့ကိုစီပြောတာလည်းအရင်ကပြည်ဆောင်သွားရပေါ့နော်အဲဒါဆိုတော့ကျွန်တော်အများကြီးမပြောတော့ပါဘူးဗျကျွန်တော်ဗီဒီယိုလေးလေးဒီမှာပဲဆုံးသက်ပါတယ်တရင်းလေးနဲ့ပတ်သက်ပြီးတော့ကိုတီမင်ချက်ကိုကိုမမရေးခဲ့ပြပါခင်ဗျာဒါဆိုရှင်ကျွန်တော်ရဲ့အတူဆုံးနေတဲ့ပါကြည့်ကြည့်ပြီးတဲ့ညကောင်မောင်မရောက်စင်းစင်းကြရတယ်အထူးပင်ကျေးဇူးရှိပါတယ်ကျွန်တော်တို့တလဲညကောင်မောင်မများအားလုံးဆက်ရအောင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်တစ်ချက်မှပြန်လေးကြမယ်ချက်မရေးကျူဆက်ကြပါခင်ဗျာ